ဒီ VV knowledge season ကနေကြိုဆိုပါရစေ။နိုဝင်ဘာလ9ရက်နေ့ဆိုရင်တော့ American သမ္မတရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။အဲ့ဒီရွေးကောက်ပွဲကဒါနိုင်ငံတကာမဟာမိတ်ဖွဲ့တွေပြီးတော့ကမ္ဘာပဋိပက္ခတွေနဲ့ကမ္ဘာတလောမှာဖြစ်နေတဲ့အာဏာချင်းခွင့်ရှာပေါ်မှာတက်ရောက်မှုတွေရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ American တွေမကဘဲနေတကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ရွေးချယ်မှုလို့ပြောလို့ရပါတယ်။ဒီရွေးကောက်ပွဲရဲ့ရလဒ်တွေက Russia Ukraine Israel Palestine Iran မြောက်ကိုရီးယားကနေပြီးတော့မြမအရေးတွေဒီကိုရိုက်ခတ်မှုတွေရှိနေနိုင်ပါတယ်။ဒါကြောင့်မလို့ဒီတပတ်မှာ American ရွေးကောက်ပွဲအကြောင်းအသေးစိတ်အချက်အလက်တွေနဲ့တင်ဆက်ပေးမှာပါ။ဘသူတွေမဲပေးနိုင်တာလဲ၊ဘလို့တွေရွေးချယ်မှာလဲ၊ရွေးကောက်ပွဲနေ့မှာဘာတွေဖြစ်နိုင်တယ်လဲဆိုတာတွေကိုဆက်ပြီးတော့ကြည့်အောင်ပါ။ အဲ့ဒီတော့ American သမရရေကောက်ပွဲမှာဘသူတွေမဲပေးနိုင်တယ်လဲဒါကတော့ရိုးရှင်းပါတယ်မဲပေးခွင့်ရှိဖို့ဆိုရင် American နိုင်ငံသားဖြစ်ဖို့လိုတယ်ကိုမှတ်ပုံတင်ထားတဲ့ပြည်နယ်ရဲ့ဒေသခံဖြစ်ရမယ်အသက်16နှစ်အထက်ရှိရပါမယ်ဒါပေမဲ့တချို့ပြည်နယ်တွေမှာတော့နည်းနည်းပို့ပြီးတော့ရှုပ်ထွေးရဲ့ပိုင်းနေရှိပါတယ်။ဒီပြစ်မှုကြောင့်အရမှတ်တမ်းရှိမရှိဒီလိုမျိုးမတူညီတဲ့စီးမင်းတွေတတ်မှတ်ထားတာတွေကန့်သက်ထားတာတွေတော့ရှိတတ်ပါတယ်။အခုဆိုရင် စုစုပေါင်းမှတ်ပုံတင်ထားတဲ့မဲဆန္ဒရှင်ကတန်း160ဝန်းကျင်ရှိပါတယ်။ ဒါပေမဲ့အကုန်လုံးကတော့မဲပေးကြမှာမဟုတ်ပါဘူး2020တုန်းကဆိုလို့ရှိရင်ဒီမဲလာပေးတဲ့သူ66ရာခိုင်နှုန်းရှိခဲ့တာဆိုလို့ရှိရင်ရာစုနှစ်တစ်ခုကျော်အတွင်းမှာအများဆုံးဖြစ်ခဲ့တာပါဒီနှစ်မှာတော့အဲ့ဒီစံချိန်ကိုထပ်ပြီးတော့ချိုးနိုင်ရင်ရှိပါတယ် American နိုင်ငံရဲ့အခင်းကျင်းကိုကြည့်မယ်ဆိုရင်တော့အဓိကပါတီကြီးနှစ်ခုကလွှမ်းမိုးထားတာပါဘဟုလဝဲရေး liberal အယူဆရှိရဲ့ဒီ democratic party နဲ့ conservative အမြင်ရှိတဲ့ republican party တွေပဲဖြစ်ပါတယ်။အဲ့တော့၄နှစ်ကြာတိုင်းမှာဆိုလို့ရှိရင်ဒီပါတီကြီးနှစ်ခုကနေပြီးတော့ကိုစားပြုပြီးတော့ဝင်ပြိုင်ခြင်းနဲ့ကိုယ်စားလှယ်လောင်းနေရဆိုရင်ဒါပြည်နယ်90လုံးမှာကျင်းပတဲ့အကြိုရွေးကောက်ပွဲတွေမှာဝင်ပြိုင်ပြီးတော့ပါတီရင်းမှာအရင်ဦးဆုံးအရွေးခံရတာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာဆိုလို့ရှိရင်တော့ဒီပါတီညီလာခံညီကျင်းပပြီးတော့ထောက်ခံမှုအများဆုံးရတဲ့သူကိုပါတီကိုစားပြုသမရလောင်အဖြစ်နဲ့သတ်မှတ်ကြတာပါအဲ့တော့ဒီနှစ်မှာတော့ဒါဒီမိုကရက်တစ်ပါတီဘက်ကလက်ရှိဒုတိယသမရကမ်လာဟဲရစ်က Republican ပါတီဘက်ကဖြစ်တဲ့ဒီသမရဟောင်းဒေါ်နယ်ထရန့်နဲ့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်အဲ့တော့မူလတော့အဆိုရင်တော့အစင်လာတိုင်းဆိုရင်ဒါလက်ရှိသမရဂျိုးဘိုက်ဒန်ကဒီမိုကရက်တစ်ဘက်ကနေပြန်ရမှာဆိုပေမဲ့ ဇူလိုင်လတော့ကထရန့်နဲ့စကစစ်ထိုးပွဲမှာအရေးမလှခဲ့တဲ့အတွက်ကြောင့်မလို့ပြိုင်ပွဲကနေနှုတ်ထွက်ပြေးလိုက်တာပါ။ဒီမိုကရက်တစ်ဘက်ကမီနီဆိုနာပြည်နယ်အုပ်ချုပ်ရေးမှူးတင်ဘော့စ်ကတော့ဒုတိယသမ္မတလောင်းအဖြစ်နဲ့ဟဲရစ်နဲ့အတူရှင်းပြိုင်သွားမှာဖြစ်ပါတယ်။ Republican ဘက်ကဆိုလို့ရှိရင်တော့ Trump နဲ့အတူက Ohio ပြည်နယ်အထက်လွှတ်တော်အမတ် JD Vance ကနေပြီးတော့ဒုတိယသမ္မတလောင်းအဖြစ်နဲ့ပူးတွဲရှင်းပြိုင်သွားကြမှာဖြစ်ပါတယ်ရှင်။ တို့နှစ်ဦးပြင် Green Party က Jill Stein နဲ့ဒီ Libertarian Wari Chase Oliver စစ်စန့်ကျင်ရေးလှုပ်ရှားသူ Cornel Watt ဆရှိရဲ့ပါတီငယ်ရီလည်းပါဝင်ပါသေးရဲ့ဒီတတိပုဂ္ဂလကိုယ်စားလှယ်ရီလည်းဝင်မြိုင်ကြအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနှစ်မှာဆိုရင်တော့အားကောင်းတဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်တဲ့ Robert Kennedy Jr. ရွေးကောက်ပွဲကနေနှုတ်ထွက်သွားပဲနောက်မှာဆိုလို့ရှိရင်တော့ Harris နဲ့ Trump ကိုပြိုင်နိုင်တဲ့သူကြီးကြီးမားမားတော့ရှိမနေပါဘူး။ဒါကြောင့်မလို့ဒီဒီချိန်ကလည်းနှစ်ယောက်တည်းပြည့်တဲ့မြင်ပွဲလို့ဆိုရမှာဖြစ်ပါတယ်။ In Springfield, they're eating the dogs, the people that came in, they're eating the cats, they're eating they're eating the pets of the people that live there. And this is what's happening in our country, and it's a shame. You know, I, this is I think one of the reasons why in this election I actually have the endorsement of 200 Republicans who have formerly worked with President Bush, Mitt Romney, and John McCain, including the endorsement of former Vice President Dick Cheney and Congressmember Liz Cheney. His former Secretary of Defense has said the nation, the Republic, would never survive another Trump term. And when we listen to this kind of rhetoric, when the issues that affect the American people are not being addressed, I think the choice is clear in this election. နောက်ထပ်ဆက်ပြီးတော့ပြောပြမှာဒါတမရရွေးချယ်ရေးအဖွဲ့အကြောင်းပါဒါဥပမာပြောရမယ်ဆိုရင်တော့ဒီမဲဆန္ဒရှင်တွေကရွေးကောက်ပွဲနေ့မှာမဲပေးကြတယ်ပြီးတော့ဒီပြည်နယ်အများစုကခွင့်ပြုထားတဲ့ကြိုတင်မဲတွေစားတိုက်မဲတွေထည့်ပြီးသွားတဲ့အခြေအနေဆိုပါတော့သူတို့တွေကဒါနောက်တက်မဲ့တမရတွေကိုဓာတ်ရိုက်ရွေးချယ်လိုက်တာမဟုတ်ပါဘူးတမရရွေးချယ်ရေးအဖွဲ့ဆိုရဲ Electoral College ကနေပြီးတော့တဆင့်တင်မြောက်မှာဖြစ်ပါတယ် ီတော့ပြည်내တခုချင်းစီယာဆိုလို့ရှိရင်ကွန်ဂရက်လွှတ်တော်မှာတယောက်ခွင့်ရတဲ့အမတ်အရေးအတွက်နဲ့ညီမျှတဲ့ရွေးချယ်ရေးအဖွဲ့ဝင်အရေးအတွက်ဆိုတာရှိပါတယ်ကွန်ဂရက်လွှတ်တော်ဆိုတာကတော့မြန်မာပြည်မှာပြောရမယ်ဆိုရင်ဒါပြည်ထောင်စုလွှတ်တော်နဲ့သဘောတဘာဝချင်းဆင်တူပါတယ်လူဦးရေကိုအခြေခံတဲ့ဒါအောက်လွှတ်တော် House of Representative နဲ့အတူဒီပြည်내တိုင်းအညီအမျှအမတ်နှစ်ဦးစီရတဲ့အထက်လွှတ်တော်စီးနှိပ်နှစ်ရက်ပေါင်းပြီးတော့ခေါ်ဝေါ်တာဖြစ်ပါတယ်ဥပမာဆက်ပြီးတော့ပြောမယ်ဆိုရင်ဒါလူကြီးများတဲ့ Texas နဲ့လူကြီးအင်မတန်မောက်နေတဲ့ Vermont ပြည်နယ်တွေကိုဥပမာပေးပြီးတော့ကြည့်နိုင်ပါတယ်။လူကြီးအရာ Texas ကဆိုလို့ရှိရင်ဒါအောက်လွတ်တော့အမှတ်36ရောက်ရရှိထားရဲဆိုပေမဲ့ Vermont အနေနဲ့ကတော့ဒါတက်ရောက်ပဲရရှိရပါ။ဒါပေမဲ့သူတို့ကအထက်လွတ်တော်မှာဆိုရင်တော့နှစ်ပြည်နယ်စလုံးကအညီအမျှ၂ရောက်စီရရှိထားတာဖြစ်ပါတယ်။ ဒီလိုဆိုလို့ရှိရင်ပြည်တော်စုလွှတ်တော်နှစ်ရက်ပေါင်းအမတ်အရေးတွေနဲ့တူညီတဲ့သမ္မတရွေးချယ်ရေးအဖွဲ့ဝင်အရေးတော်ကိုအတိအသည့်ရရှိကြရတဲ့အတွက်ကြောင့်မလို့ Texas ကဒါ36နဲ့2ယောက်နဲ့ပေါင်းပြီးတော့38ယောက်နေရာရရှိပြီးတော့ Vermont ကတော့1ယောက်နဲ့2ယောက်ပေါင်းပြီးတော့စုစုပေါင်း3ယောက်ရရှိတဲ့အနေအထားမျိုးဖြစ်သွားမှာပါအဲ့ဒီပြည်နယ်နှစ်ခုကလွယ်လို့ရှိရင်ကြံတဲ့48ပြည်နယ်မှာဆိုရင်တော့ဒါနိုင်သူအကုန်ယူစနစ်ကိုကျင့်သုံးတာဖြစ်တော့တဲ့ကြောင့်မဲအနေနဲ့တိရခိုင်နှုံးပဲတတ်တာ တပြည်နယ်လုံးရဲ့ခွဲရန်းကိုရတဲ့တမရရွေးချယ်ရေးကိုယ်စားလှယ်အရေးအတွက်အဲတမျိုးပြောရရင်တော့ဒီတမရရွေးမဲကိုအဲ့ဒီတာတဲ့သူကရရှိသွားမှာဖြစ်ပါတယ် American အလုတ်တော်အမတ်435အောင်းနဲ့ဒီအထက်လွတ်တော်အမတ်100ရှိတဲ့အတွက်ကြောင့်စုစုပေါင်း935အောင်းရှိမှာဖြစ်ပါတယ်။မြို့တော် Washington DC ရှိတဲ့ဒီ Columbia ခရိုင်ကတော့တမရရေးချက်ရေးကိုယ်စားလှယ်၃ဦးရပါတယ်။အဲ့ဒီအတွက်ကြောင့်စုစုပေါင်း938ဦးရှိပါမယ်။အဲ့ဒီအရေးအတွက်နဲ့တူညီတဲ့တမရရွေးချယ်ရေးကိုယ်စားလှယ် Elector အရေးအတွက်ကိုပြည်내အလိုက်ရှိတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါ938ရဲ့တက်ဝက်ကျော်ဖြစ်တဲ့ ။တမရရွေးချယ်ရေးကိုယ်စားလှယ်မဲ290ကျော်ရှိရသူကရွေးကောက်ပွဲမှာနိုင်ပြီးတော့တမရဖြစ်လာမှာပါရှင်။လူရုဆန္ဒမဲ့အများဆုံးရတဲ့သူကိုတမရအဖြစ်နဲ့ရွေးကောက်တာမျိုးမဟုတ်ဘဲနဲ့ဒီတမရရွေးချယ်ရေးကိုယ်စားလှယ်မဲ့အများဆုံးရရှိတဲ့သူကိုရွေးချယ်တင်မြှောက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စုစုပေါင်းမဲဘလောက်ရတယ်ဆိုတာအရေးမကြီးတော့ဘဲနဲ့တပြည့်နယ်ချင်းမှာအနိုင်အရှုံးကပို့ပြီးတော့အရေးကြီးရပါ။ဒီစနစ်ကြောင့်မမျော်လင့်တဲ့ရလဒ်တွေလည်းထွက်လာခဲ့ပူပါတယ်။ တမိုင်းမှာဆိုလို့ရှိရင်လူလူမဲမှာရှုံပြီးတော့သမရရွေမဲနဲ့နိုင်ခဲ့တာ၅ချိန်ရှိခဲ့ပါတယ်။အနည်းဆက်ဆုံးပြောရမယ်ဆိုရင်တော့ဒါ2016တုန်းကဖြစ်ခဲ့တဲ့ Hillary Clinton ဟာဆိုလို့ရှိရင်ဒါလူလူမဲစုစုပေါင်း၃သန်းနီးပါးရခဲ့ပေမဲ့ Trump ကတော့ဒါသမရရွေးချယ်ရေးကိုယ်စားလှယ်မဲမှာအသာရရှိပြီးတော့အနိုင်ရရှိခဲ့တာပါရှင်။ No longer would 80% of us be effectively disenfranchised from presidential campaigns, and a handful of votes in swing states would no longer determine the winner, ဒီတော့ရွေးကောက်ပွဲရလဒ်တွေကိုဘယ်အချိန်မှာသိနိုင်မလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ပုံမှန်အားဖြင့်ဆိုရင်တော့ဒီရွေးကောက်ပွဲကျင်းပတဲ့ညပိုင်းဒါမှမဟုတ်လို့ရှိရင်နောက်တနေ့မနက်မှာဘယ်သူနိုင်လဲဆိုတာကိုသိရပြီဖြစ်ပါတယ်။ဒါပေမဲ့အခုသမရလောင်းနှစ်ဦးကြားထောက်ခံမှုတွေကွာဟချက်တွေကအင်မတန်ကျဉ်းမြောင်းတဲ့ပြည်နယ်တွေများနေရဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်မှာဆိုလို့ရှိရင်တော့ရလဒ်သိရတာနောက်ကျနိုင်ပါတယ်။စာရိုက်မဲတွေကြိုတင်မဲတွေများတဲ့အတွက်ကြောင့်ရည်တွက်ရတာလည်းအချိန်ပိုပြီးတော့ကြာနိုင်ပါတယ်။2020တော့ဆိုလို့ရှိရင်တော့ မဲရည်တာနှောင့်နေတာရှိတဲ့အတွက်ကြောင့်လို့ရှုံးသွားတဲ့ Trump ကသူတို့အင်အားစုဘက်ကနေပြီးတော့ဒီမဲမတမာမှုတွေရှိရဆိုပြီးတော့ဆွဆွဲခဲ့တာမျိုးတွေလည်းရှိခဲ့ပူပါတယ်။2020ရောင်းက Arizona နားမှာဆိုလို့ရှိရင်တမရလောင်နှစ်ဦးစလုံးကမဲတသန်းကျော်ရရှိပြီးတော့တထောင်လောက်ကွာဟာချက်နဲ့ရှုံးခဲ့တာမျိုးဖြစ်ခဲ့ရတယ်။ဒါကြောင့်မလို့မဲ80ရာခိုင်နှုန်း90ရာခိုင်နှုန်းရည်ပြီးတာတောင်မှဘသူနိုင်တယ်ဆိုတာကိုပြောလို့မရတဲ့အပြည့်အဝတွေရှိလာနိုင်တဲ့အတွက်ကြောင့်မလို့အပိသက်ရလက်ထွက်တာနောက်ကျနိုင်ပါတယ်။

ရဆွဲတိတိကျကျပြောရမယ်ဆိုရင်တော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အဓိကရဆွဲတွေကအခုတိုင်းပဲဖြစ်ပါတယ်ရွေးကောက်ပွဲနေ့ကနိုဝင်ဘာလ9ရက်နေ့အဲ့ဒီနေ့မှာဆိုလို့ရှိရင်မဲဆန္ဒရှင်တွေအားလုံးကမဲလာပေးရမယ်ဒီကြိုတင်မဲတွေစားတိုင်းမဲတွေအားလုံးလည်းရည်တွက်သွားမှာဖြစ်ပါတယ်အတီးပြုတ်မဲ့ရက်ကတော့နိုဝင်ဘာလ6ရက်နေ့ကနေဒီဇင်ဘာလ17ရက်နေ့အတွင်းမှာဖြစ်ပါတယ်အဲ့တော့ပြီးနေအသီးသီးရရွေးကောက်ပွဲရလက်တွေကိုအတီးပြုတ်သွားမှာအဲ့ဒီရက်တွေအတွင်းမှာဖြစ်ပါတယ်နောက်တဲ့တရက်ကတော့ဒါတမရရွေးချယ်ရေးအဖွဲ့ရမဲပေးတာ ီဇင်ဘာ18ရက်နေ့ဖြစ်ပါတယ်။တမရရွေးချယ်ရေးအဖွဲ့ဝင်တွေတွေ့ဆုံပြီးတော့သူတို့ပြည်နယ်မဲရလက်တွေကိုကိုစားပြုတဲ့အတိုင်းတရားဝင်မဲပေးကြရမှာဖြစ်ပါတယ်။ကွန်ဂရက်လွှတ်တော်မဲရေတွေ့မှုကတော့ဇန်နဝါရီလ6ရက်နေ့2025ခုနှစ်မှာဖြစ်ပါတယ်။အဲ့တော့ကွန်ဂရက်လွှတ်တော်မှာမဲရေတက်ပြီးတော့တမရရွေးမဲ့အရေးအတွက်ကိုအတည်ပြုသွားမယ်နေ့ဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျန်းချိန်ပွဲနေပါ2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာဆိုရင်တော့သမရအဖြစ်နဲ့ရွေးကောက်ခံရတဲ့သူကကျန်းသစ္စာကျင်းဆိုပြီးတော့သမရတတ်တန်းအစ်စ်ကိုစတင်ထမ်းဆောင်တော့မှာဖြစ်ပါတယ်ရှင် အမေရိကန်သမ္မတရွေးကောက်ပွဲကအမေရိကန်ကိုဘယ်သူဦးဆောင်မလဲဆိုတာထက်ပိုပါတယ်။အဲ့တော့ကမ္ဘာပေါ်မှာဖြစ်နေတဲ့ပဋိပက္ခတွေလူသားချင်းစာနာမှုအကျက်တဲတွေပေါ်မှာတက်ရောက်မှုတွေရှိသလိုဒီကမ္ဘာစည်းဝါးရေးပေါ်မှာလည်းလွှမ်းမိုးမှုတွေရှိမှာဖြစ်ပါတယ်။ပြီးတော့ရာသီဥတုပြောင်းလဲမှုဆိုင်ရာကင်တွယ်ရေးမူဝါဒတွေအပေါ်မှာလည်းအဆုံးဖြတ်ပြီးသွားဖို့ရှိပါတယ်။အဲ့တော့အမေရိကန်ရဲ့ကမ္ဘာစူပါပါဝါဆိုတဲ့အခန်းကဏ္ဍဒီလိုမျိုးမေးရမရဖြစ်နေတဲ့အချိန်မှာ Trump လား Harris လားဆိုတဲ့ ဒီရွေးချယ်မှုကြီးကအယောစားကြီးရဲ့ရွေးချယ်မှုလို့သတ်မှတ်လို့ရပါတယ်။ American မှာဘာတွေဖြစ်မလဲဆိုတာကကဘာကြီးကစောင့်ကြည့်နေရတာဖြစ်ပါတယ်။အဲ့တော့ Ukraine ကိုဆက်ပြီးတော့ပတ်မိုးကြမှာလားအထူးကြံဝါရီကိုဥတီသွားမလားအပီပီဆိုင်ရာတန်တမန်ခင်းတွေကိုပို့ပြီးတော့အလေးထားလာမလားကဘာမဟာမိတ်တွေထက်သူတို့ရဲ့ပြည်ရေးကိုပဲဦးစားပေးမလားဒီလိုမျိုးမေးခွန်းတွေကဒါ American နိုင်ငံသားတွေတင်မကပဲနဲ့ အမေရိကန်နိုင်ငံသားရဲ့မူဝါဒတက်ရောက်တဲ့ကဘာတလောပြည်သူတွေအတွက်ပါအရေးပါပြီးတော့စိတ်ဝင်စားကြတဲ့အရာဖြစ်ပါတယ်ရှင်။ TVV Knowledge အစီအစဉ်ကိုကြည့်ရှုအပ်ရတဲ့ကျေးဇူးများကြီးတင်ပါတယ်။အမေရိကန်နိုင်ငံရဲ့အရေးပါတဲ့အခိုက်အတန့်ညဘလို့ဆက်ဖြစ်မလဲ။ကဘာအတွက်ဘလို့မျိုးအထိပ္ပယ်ထွက်လာမလဲဆိုတာတွေကို TVV ရဲ့ရုပ်သံ YouTube နဲ့ Facebook page တွေမှာဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။